ဆိုမြတ်နဲ့နာရဲ့ခင်ပွန်းဟောင်းဖြစ်တဲ့အစရောကြီးဖြူကြီးကတော့သူတို့ရဲ့ချစ်နီတလေးနဲ့မင်္ဂလာပွဲမှာသုံးမဲ့ငွေကြေးတွေအကုန်လုံးကိုငလင်ပေးထွက်နော်သုံးလိုက်ပြီဖြစ်ပြီးတော့တိုင်းကလုံရဲ့အချက်ကိုလေးရရှိခဲ့ပြီလေးဖြစ်ပါတယ်နော်ငလင်ကြီးလောက်ကတော့အကြောင်းသူတို့ညောင်းရဲ့မင်္ဂလာပွဲကိုလေးမလုပ်တော့နော်အဲ့ဒီလုံမဲ့ငွေတွေကိုလေးဒါသုံးလိုက်တာဖြစ်တယ်နော်ငလင်ပေးအတွက်ကူညီပေးလိုက်တာဖြစ်တယ်ဆိုတော့ပြည်သူတွေအချက်ကတော်တော်လေးကိုရနိုင်ပြီဗျနော်ဖြူကြီးဟာ ဆွေမျက်နန္ဒာနဲ့တော့ကွဲကွာပြီးဆယ်စုနှစ်အကြာမှာအခုလိုမျိုးလက်ထပ်လိုက်တာဖြစ်တယ်။ဆွေမျက်နန္ဒာကတော့ဖြူကြီးနဲ့ကွဲကွာပြီးဘလောက်မှမချဘူး။တော့ငယ်ချစ်ဦးဖြစ်တဲ့ဇူးသူနဲ့မိသားကြီးဇူးသူနဲ့လက်ထပ်လိုက်တာဖြစ်တယ်။အခုဆွေမျက်နန္ဒာဟာဇူးသူရှိတဲ့နိုင်ငံခြားကိုလိုက်သွားပြီးအမမကျတော့ဇူးသူရောဆွေမျက်နန္ဒာရောဆွေမျက်သူစာရောရောင်မသိင်းထဲမှာနေကြရပြာဆိုတော့ဒါဇူးသူနဲ့ဆွေမျက်သူစာတို့ကလည်းချစ်သူတွေဖြစ်ခဲ့ဘူးတယ်။ဆိုတော့ဇူးသူကညီမညောင်စလုံးကိုလိုက်ပွဲဆွဲနေတာလားဆိုပြီးတော့ဝေဖန်မှုတွေပြတ်လဲလာတဲ့ခါကျတော့ ါစုသူကလည်းမခံနိုင်တော့ဘဲနဲ့ပြေပတ်မှာပဲလုံးဝကိုအခြေချနေထိုင်ဖို့တော့တွားရောက်လိုက်ပြီဖြစ်တယ်ပေါ့ဗျာဆိုတော့စုမျက်နှာကလည်းသူယောက်ျားနဲ့သူပဲလိုက်သွားတယ်အဲ့ဒီမှာပဲတမ်းမှလုတ်တယ်ပဲလုတ်ကင်ကြတယ်ပေါ့ဗျာဆိုတော့မကြပါဘူးစုသူဟာထဖောက်လာပြီးတော့နော်စုမျက်နှာနဲ့အဆင်မပြေတော့ပဲအခုချိန်မှာစုသူနဲ့စုမျက်နှာကကွာရှင်းရမယ့်အခြေအနေမှာရှိနေကြောင်းလေတဲ့တွေကတော့အသည့်ကြောက်ကိုထွက်ပေါ်လာနေတာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့နော် ဒါကြောင့်မို့အခုလိုမျိုးဆွေမျက်နှာနိုင်ရဲ့ခင်ပွားဖြစ်တဲ့ဖြိုးကြီးကြတော့နိုင်ငံလုံးရဲ့เนาะအချစ်ကိုရအောင်ငလီဘေးအတွက်เนาะရေရင်မင်္ဂလာတဲကတော့เนาะမင်္ဂလာလုံးမဲ့မင်္ဂလာပွဲလုံးမဲ့ငွေကြေးတွေကိုလို့လူလန်းလိုက်တဲ့အပြင်เนาะအခုလိုမျိုးမင်္ဂလာပွဲလည်းမချေပါဒေါရဖြစ်တဲ့အတွက်နိုင်ငံလုံးရဲ့အချစ်ကိုရနေတဲ့အချိန်မှာပဲဆွေမျက်နှာကတော့เนาะဝေခင်မွန်းဖြစ်တဲ့စူးသူနဲ့ကွာရှင်းရမယ့်အခြေအနေကြောင့် online ပေါ်မှာတော့လူပြောများနေပြီလေဖြစ်ပါတယ်